อดเลยดู ดูสภาพ คุณน่าขึ้นเขาสูงนะคะทุกคนสูงมากดูสภาพ เปื่อนหมดเลยอุ้ย ตอนนี้เราต้นงระวังแล้วนะคะทุกคนฐานพม่าน่าจะเห็นเรานะคะก็เลยยิงระเบิดใหญ่ใส่เรานะคะทุกคนเสียใจเสียใจเสียใจถือเข้าไปเลยบ้ามกุจูมา 土八五八个捡了，五八五八。哎哎，七十六呗，八五八六八七，六十六十六了。哎，那啥？啊，那是二十六，得八单子嘛。牛卖他个呀，李姐，家里我他搞，搞来一点，来，来不？ 咋着？俺表人都是拿笔打算行，别的不不，俺表在那飞油山呢。那你那表哪里？不去了嘞。你那表哪里？俺那胡嘛，当初胡的，那我来见我那舅妈他嘞。真的真的。啊，不离啊，咋？他他就他就，奶奶就在那边。喂喂喂，你说谁呢？喂，哪里哥去？谁？谁？嗯。

ေကာရကြီးရဲ့ဒီမဲဟေးငေါတုံမေတော့မဲလေနာတော့ပါ sorry ပဲတော့တည်းသိပါမဲညူရဲ့ကြီးရဲ့ချက်ပါမဲနဲ့နေနေတဲ့ဟေးဟေးကဲဟုတ်လေစီဂျူနေပါတယ်အရှိရလည်းနော်ရှင်းအတန်လေးစီဂျူနေပါပန်းလာ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 ဝဲပါလေ တမင်းကကောင်းတော့မသားတမင်းကကြီးနေဟိုဒီထဲရအောင်စင်ဘလို့မောင်လို့လေးလမ်းကြာကြီးဟိုတားတဲ့နော်ကောင်းတော့မသားဇိန်တော့ကောင်းတို့ကရီးယားလေး view อ่ะနှဲရဲပေါ်များပေါ့နော်ဒီနေ့လာပြည်နေမှာစားနဲ့ဟင်းစားဝယ်ပြန်အတွက် အမိမဖော်လို့သူမမငါသိန်းကြတိတွေကိုပေါ့ပါဝင်ကူညီပေးပါတယ်ဆိုတော့ရဲပေါ်ငါးနဲ့စားနေရပါအနည်းစားကောင်းကြလား နေငိုင်းချက်တဲ့ဒါအမီးမဖော်လို့သူခိတခိတတယုတ်ကြီးရောက်အကူနေမနေလေလူဝေးရအတွက်ဒီနေ့ငိုင်းစားတယ်အမီးကတော့မပြည့်ရယ်စားတယ်ကျွန်တော်ညာတယ်လေကျေးဇူးတင်စကားလေးလည်းပြောလိုက်ပါဦးကျေးဇူးအများကြီးတင်ပါတယ်လို့အများကြီးအများကြီးတင်ပါတယ်လို့ကျေးဇူးကျေးဇူးကောင်းကင်ကြီးပြနေတယ်ဒါပေမဲ့ပတ်ဝန်းကျင်ကတော့ငင်းချမ်းဆိုင်လက်မှုမရှိပါဘူးဆိုင်လက်မှုရှိမယ်ငင်းချမ်းမှုမရှိတော့ပါဘူး ခုကျွန်တော်ဒီနေရာရောက်နေတာကဒီနေရာဟာဆစ်ဆောင်ပြည်သူတွေအတွက်ဆစ်ဆောင်ပြည်သူဒီမြို့ကြီးတွေကနေဆွတ်ခွာလာတဲ့ဆစ်ဆောင်ပြည်သူမိသားစုပေါင်းရောင်များစွာအတွက်ကျွန်တော်တို့ဘေကင်းလုံခြုံတဲ့မြို့ကွက်တစ်တစ်ပုံစံမျိုးပေါ်ဆောင်ဖို့အတွက်အဲကျွန်တော်တို့ဆောင်ရွက်နေကြဖြစ်ပါတယ်ဒီတောက်ကြီးအလဲမှာစနစ်ကျနာတဲ့အကွက်တွေချပေးပြီးတော့ရေရှည်နေနိုင်ဖို့ပေါ့နော်ဆောင်ရွက်ပေးမှာဖြစ်တယ်ဖြစ်တော့ကျွန်တော်ကဒီချောင်းကနေပြီးတော့ခုလိုမျိုးဘေးမှာလည်းရဲ့တွင်ကြီးတွေပေါ့ ရေတွင်းကြီးတွေထပ်တူးပြီးတော့အဲ့ဒီကထွက်လာတဲ့ရေကြီးကိုဒီမြုပ်ကွက်တဲ့အင်ဂျီထောင်ချီကိုအသုံးပြုနိုင်တဲ့ရေစနစ်တွေဖြစ်မြောင်ကြီးအစွမ်းရင်အသုံးပြုပြီးရေတင်ပေးဖို့အမြင့်မေ900ကျော် ပေ1000 2000အပေါ်ဝေးတို့ရွာတွေရှိကိုရေတင်ပေးဖို့ကျွန်တော်ကွင်းဆင်းလာတာဖြစ်တယ်အဲ့တော့ရေတင်ပေးမဲ့စနစ်3ခုတော့ကျွန်တော်ရထားထားတယ်အဲတစ်ခုကို380လောက်တော့အနည်းဆုံးကြာတင်မဲ့သဘောရှိပါတယ်အဲ့တော့အခုလောဆယ်ကျွန်တော်ကိုလူထမ်းထားတဲ့ရမုံငွေအနေနဲ့ကဂျပန်နိုင်ငံကအာဒီ MMFF ပေါ့ Football Federation ဘောလုံးပြိုင်ပွဲကျင်းပပြီးတော့ရန်ကုန်ကနေလွှမ်းထားတဲ့ချက်သိန်း100ကျော်ရှိပါတယ်။အဲအဲ့တဲ့ပထမဆုံးအဆင့်အနေနဲ့ဒီဒီဒေတာတစ်ခွင်အတွက်ကျွန်တော်ရေတင်စနစ်ကိုငကြခင်တက်ဆင်ပေးမှာဖြစ်ပါတယ်။ခက်ခဲတွေကတော့ဒင်းကျမ်းပါပဲ။တကယ်တော်အရင်တဘာဝဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တော်အရင်တော်ကြီးလည်းမှာအခုလိုပဲဖြစ်တယ်လို့တရားထိုးထိုးပြီးတော့ဒီတရားတွေကနေဖြတ်တန်းဖြတ်တန်းမျိုးကွက်တွေပေါ်ပေါ်ပြီးတော့ဆစ်ဆောင်ပြည်သူမိသားစုလိုက်တွေနေရာချ ။နေရာဆိုင်တဲ့လူနေမှုစနစ်နဲ့အတူတခါတည်းပါလာတဲ့ကျမကြီးပညာရေးသူတို့အတွက်လိုအပ်တဲ့သမှုဝန်ကြောင်းဒါဟုပါတခါတည်းကျွန်တော်တို့တွက်ဆပြီးပြင်ဆင်ဆောင်ရွက်ပေးနေပါတယ်။ဒါလည်းတိုင်းပြည်တစ်ခုကိုတော်လှန်ရေးတစ်ခုတည်းလုပ်နေတယ်မကပဲတိုင်းပြည်ကိုဆက်လက်ပြီးတော့တီထောင်လက်ပတ်မဲ့ပြည်သူလူထုအတွက်ပါအခုကတည်းကကျွန်တော်တို့စနစ်ကြရနာတဲ့အာဒီအစီအမံတွေဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါတယ်။ဂျပန်နိုင်ငံကအာဒီမိတ်ဆွေတွေအားလုံးကိုကျွန်တော်အနေနဲ့လေးလေးစားစားကျေးဇူးတင်ရှိကြောင်း လက်တွေမှတ်တမ်းတချို့နဲ့ပြပြတယ်တော်လိုင်းရဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တစ်ခါလည်းပဲအန်ဂျင်စနစ်ကိုဖယ်ရှားတော့တွန်းလန်တစ်ခါလည်းပဲနိုင်ငံအနာဂတ်အတွက်ဒီလူလူလူတွေရဲ့တအိုးရေးစီစီနဲ့ဆက်လက်ပြီးတော့ရှင်သန်ရည်တည်နိုင်ခွင့်အတွက်ကိုကျွန်တော်တို့ပြဆောက်ဒီအတွက်ကျွန်တော်တို့ဘဲမြအောင်ကြိုးစားနေကြပါတယ်ဆိုတော့အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကစစ်ဆောင်ပြည်သူတွေအတွက်ကိုပေါ့နော်ကျွန်တော်တို့ဘေးကင်းလုံခြုံတဲ့အစီအမံတွေဖြစ်နေနေရာချထားဖို့ကျွန်တော်ကြိုးစားနေတဲ့နေရာဖြစ်ပါတယ်ခါတိုင်းတော့ ကျုံလိုကျုံလိုပေါ့စစ်ခွေးတက်တွေနဲ့မနီမလန်းနေရာလေးမှာသွားပြီးတော့ပုံအောင်စစ်ခွေးကလက်နဲ့ကြီးနဲ့ပြည့်လေးနဲ့ဘုံကျဲဟာတဖြင့်ခက်ခဲတဲ့အများကြီးရှိတော့သူတို့တွေလက်လက်မမီနိုင်တဲ့နေရာလေချောင်းအဖြစ်လဲဘုံကျဲနိုင်ဖို့အတွက်အဆင်မပြေနိုင်တော့တဲ့ geo geo location ပေါ့ဘုံနိုင်ငံကြီးကရှင်နေပြတဲ့နေရာတွေမှာကျွန်တော်တို့အခုစစ်ဆောင်ပြည်သူတွေမြောက်များစွာကိုနေရာချဖို့အတွက်သက်ဆိုင်အုပ်ချုပ်အဖွဲ့အစည်းတွေနဲ့တိုင်ပင်စီမံပြီးတော့ဆောင်ရွက်နေပါတယ်ဆိုတော့ကျွန်တော်အခုရောက်လာဒီနေရာပေါင်းခြင်းမှာပဲအခု ပြည်သူထောင်ချီပြီးတော့ဒီသားစုပေါင်းအရေးအတွက်ထောင်ချီရောက်ရှိနေပါတယ်အဲ့တော့ကျွန်တော်တို့သူတို့ရဲ့ကနဦးအစမှတ်အတွက်ကိုဝိုင်းဝန်းအတူရုံးခံပေးကြပါလိမ့်မယ်သူတို့လိုအပ်တဲ့ကြီးတော်လာမှုတွေလမ်းတစားသူတို့လိုအပ်တဲ့နေအဆောက်အအုံအစပြုမှုသူတို့တွေလိုအပ်တဲ့ကျန်းမာရေးကလေးတွေပညာရေးပြီးတော့မိဘအနေနဲ့ဒီပြည်သူတွေအတွက်အသက်မွေးဝမ်းကြောင်းလုပ်ငန်းအစီအစဉ်တွေဒေသမှာဆက်ပြေးလို့မလားမွေးမြူလို့မလားပြည်ကြုံကြမ်းမကုံကြောထုတ်လို့တဲ့ ဒီ vocational training နေနဲ့တရားတရားပေးပြီးတော့ဒီကုသရုံးဝေးအတွက်ပါအခြေကြည်တဲ့ဒီဝင်ငွေရရှိတဲ့လုပ်ငန်းစဉ်တွေလုပ်မလားဒါဒါမျိုးတွေကျွန်တော်ဆက်တိုက်သွားအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြည်သူတို့ကိုဒီသားသာပန်ချမ်းကျင်တော့အခုကျွန်တော်ရောက်ရှိနေတဲ့တော်တွင်တွေ့ရှိရတဲ့လိုအပ်ချက်တွေကတော့ကလေးအတွက်တောင်းတုံးတင်ထောက်ကူပစ္စည်းတွေဖြစ်တယ်လာဆောက်တွေဘောပင်တွေခဲတံတွေဆောင်းပေါက်တွေဆိုးလာတွေအခုသူတို့တွေအားလုံးဟာသူတို့မွေးရမြေသူတို့နေတဲ့နေရာနဲ့ဤရဲ့ပေါင်းများစွာတချို့ဆိုရင်၁၅ရက်တလား တော့ပွဲလေးနဲ့ထမ်းပြီးတော့ရှောင်လာခဲ့ရတာဖြစ်တယ်ပေါ့ဘာမှမပါလာဘူးကလေးနဲ့လူပဲအသက်ရှင်အောင်ပဲရုန်းကန်လာကြပြီသူတို့ဘာမှမရှိဘူးအင်းကြီးလည်းမပါလာဘူးကျောင်းသုံးပစ္စည်းတော့မပါလာအဲ့တော့သူတို့လောတဲ့ကျောင်းသုံးပစ္စည်းတွေကျွန်တော်လိုတယ်ဒါလည်းကျွန်တော်ပံ့ပိုးပေးမယ်လို့ပြောထားခဲ့ပါတယ်ဆိုတော့အခုဒီမှာကျွန်တော်တွေ့တာတော့သူတို့တဲ့နေထိုင်ဖို့အတွက်အဆောက်အအုံအခြေခံကျန်းကင်းတွေလို့ဖို့ဘီလက်မီအမြောက်များလိုပါတယ်လမ်းအတွက်တချို့လမ်းတွေကဘီလက်မီနဲ့ကြောက်တယ်ကြောက်တယ်ကတော့ပေါ်တယ်ပေါ့အဲတွေကပေါ်တာပေါ့တော့ဘီလက်မီအမြောက်များလိုပါတယ်ပြင်သူတို့တဲ့တမွေးဝမ်းကြောင်းတွေဖြစ်ဖို့အတွက် ဥပမာစိတ်မွေးခြင်းတွေလို့ပြောတယ်စိတ်သားပေါက်တွေကျွန်တော်ဝယ်ပြို့လို့ရတယ်။ကြက်ဒေတာကြက်တွေကြက်ပေါက်တွေကျွန်တော်အများများဝယ်ပြီးသူတို့မွေးမြူပေးဖို့လုပ်ဖို့လိုတယ်။သူတို့အတွက်ပုံဒီစိုက်ပျိုးစိုက်ပျိုးတည်နံတော့ဒီဒေတာအပူပိုင်းရှိအပူပိုင်းနဲ့တခွင်ဖြစ်တဲ့ကြောင့်ကြက်သွန်စိုက်တာပဲစိုက်တာနန်းစိုက်တာစသဖြင့်ပေါ့သူတို့ရာသီဥတုနဲ့မြေအငန်းအချင်းတတ်ပေါ်မူတည်ပြီးတော့စိုက်ပျိုးလို့ရမယ်မျိုးစီတွေအများများကျွန်တော်တို့လိုတယ်။ပြီးရင်စနစ်ကြတဲ့ trade ပုံတယ်မှုလုပ်ငန်းစဉ်တွေကျွန်တော်ဖန်တီးပြဖို့လိုပါအဲ့တော့ကျွန်တော်အုပ်ချုပ်အဖွဲ့အစည်းနဲ့ကျွန်တော်ကောင်းကောင်းတိုင်ပင်ပြီးတော့အကောင်းဆုံးဆောင်ရွက်သွားပါမယ် အဲ့တော့နိုင်ငံတကာရောက်မိဘပြည်သူတွေအနေနဲ့အာလူဦးရေလောလောဆယ်ထောင်ချီပြီလို့ပြောတာပါမကြခင်တောင်းချီပြီးတော့ဖြစ်သွားမှာပါအဲ့တော့ကျွန်တော်အနေနဲ့ကြီးမားကျယ်ပြန့်တဲ့နိုင်ငံတည်ထောင်ရေးလုပ်ငန်းစဉ်တွေမပြီးဆုံးသေးတဲ့တော်လိုင်းအဆုံးသက်လုပ်ငန်းစဉ်တွေတော့ကျွန်တော်ဆက်လက်ရုန်းကန်ကြိုးပမ်းသွားပါမယ်လောလောဆယ်တော့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေတိုင်းသားပြည်သူတွေရဲ့အသက်ဆက်လက်ရှင်သန်ရည်တည်ခွင့်အတွက်ဇီဝဒါနာဝိုင်းဝန်းကုသိုလ်ပြုပေးပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါစစ်စတဲ့လောက်ရိုက်တင်းမတူဘူးအေးရည်တက်တယောက်ရည်ထားပြီနော် ားနိုင်ငံလေးကျွန်းကော်တောင်ကျွန်းလို့ခေါ်တဲ့ကျွန်းကမှနေထိုင်တဲ့မြန်မာတိုင်းသားအင်အားစုဒီပန်းကနဲ့စိုင်း90ကိုကျွန်တော်ဒီကနေ့လာပြီးတော့ဆက်ဆောင်ပြည်သူတွေကိုလည်းပေးဖို့လူရန်းတာဖြစ်ပါတယ်။ဒီအောက်တိုဘာ6ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်။ဆက်ဆောင်ပြည်သူတွေအနေထားတော့တွေ့ပါလို့ညှိချပြီးတော့တစ်ခါပုံလိုက်။အေး90ဖြစ်ပါတယ်ဗျ။ တော့ဒီမှာတော့ရေရှစ်ချောင်းရေတွက်ကထောင်ချီရောက်ရှိနေပါတယ်ရေတွက်ထောင်ချီရောက်ရှိတော့မိသားစုထောင်ချီပြောတာเนาะရောက်ရှိနေပါတယ်ရောက်ရှိတော့ကျွန်တော်တို့အာဒီလုံခြုံတဲ့အစီအမံတွေကိုသက်ဆိုင် IG နဲ့ဒီအဲဘုံအချို့ရေးဖွဲ့တွေကစနစ်တကျညချထားပေးပြီးတော့တမဝန်းချောင်းတွေရောလက်ရှိသူတို့ရဲ့ survival ပေါ့လက်ရှင်တမ်းမှုအတွက်ကိုလိုအပ်တဲ့ဟာတွေကိုလူရှင်ဖွဲ့စည်းတည်ရတဲ့အခုကိုဘလောက်ပေးလို့နေရကျွန်တော်လည်းတွေ့ရပါတယ်သူတို့လို့ရှင်တောင်ရှိသေးဟိုဘက်မှာလူနေတဲ့ ကော်ဆက်6ဒီပေးနေလဲတွေ့ရသလိုကျွန်တော်တို့ကိုကိုသိန်းတန်းဥဆောင်နဲ့ပေါ်တောင်းလေကျွန်းကလူရှင်များပေါင်းစုတွေနဲ့ဆိုင်း90ရောက်လဲလည်းပဲ6ပြီးပြီလဲကျွန်တော်တို့ပြည်သူမှာဖြစ်ပါတယ်ကဲဒါတော့ဘာလို့ဖြစ်နေလဲ em chỉ là thôi rồi rồi em chỉ là thôi Thank you.

ခြေသုံးရက်ပြီးတော့ကျွန်တော်ပြောမယ်ကျွန်တော်အသာပြဲတယ်ကျွန်တော်တစ်ပတ်ကခြေသုံးရက်ပြီးတော့ပုံးမှာခေါင်းပေါက်ကြတဲ့လူတွေတဲ့လူတွေကတော်ဝါအားလုံးမြန်မာလူတွေကခေါင်းငင်ကိုအများအားဥတီပြီးသွားတဲ့တော်ဝါကြောယုံဒီရှိတဲ့ခွေးလိုနွားလိုကျွေးဆိုတာခေါင်းငင်ကိုကြောပေးထားအဲဒီတော်ဝါရဲ့လူပဲလူနဲ့မျိုးဝင်တဲ့ချုပ်ကိုစီလာလို့ပဲရှိတာပေါ့ဒါပေမဲ့ခေါင်းငင်ကိုအများအားဥတီပြီးတော့သွားတဲ့တော်ဝါအများအားထောင်ထောင်မတ်မတ်နဲ့သွားတဲ့လူ နော်ဘုံတော်ပညာရှိတဲ့ရှင်ရှင်လူပြားရှိတဲ့ဒီကောရှိတဲ့ပညာဉာဏ်တွေကိုလေ့လာတင်တင်ဘလော့တိုးတက်ခွင့်ကိုဖြာတီးနိုင်နေပြီ။အဲ့တော့ကောက်သမီးတို့အနေနဲ့လူဖြစ်တဲ့အဲမှာမှာကျွန်တော်သမီးတို့ဘာလဲဆိုတော့ကံဆိုးတယ်လို့မဆိုလို့ဘူးနော်။ကံကောင်းတယ်လို့ကိုယ့်ဘက်ကခွင့်လန်းကောင်းကိုယူပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဆိုးရွားတဲ့အခြေအနေတွေမှာရှင်တန်ကြီးပြင်းခွင့်ရအောင်ကြိုးပမ်းရုန်းကန်နိုင်တဲ့လူငယ်ဘဝဟာကြီးပြင်းတဲ့အချိန်တိုင်းအတွက်အမတန်တန်ဖိုးရှိတဲ့စိတ်ခွန်အားကျမကြီးတွေ့ကြော ဘယ်အရာပဲကြုံကြုံဘယ်တော့မှလက်မလျှော့ဘူးဆိုတဲ့ဇွဲဓာရီကိုခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝဖြတ်တန်းခဲ့တဲ့လူတွေမှာပဲရှိတာဟာဒါတော့အကောင်းဘက်ကကြည့်မယ်ဆိုရင်တော့ခက်ခဲကြမ်းတမ်းတဲ့ဘလို့အခြေအနေပဲဖြစ်ဖြစ်ရအောင်တက်ရှင်မယ်ရအောင်ပညာသင်မယ်ရအောင်ရုန်းကန်မယ်ဘလို့ခက်ခဲကြမ်းတမ်းအနေထောက်မဆိုရအောင်ကြော်ဖြတ်မယ်ဆိုတဲ့ဟာကိုငယ်စဉ်ကတည်းကတော်တော်တမီတို့ဟာရင်ဆိုင်ပြီးတော့ကြော်ဖြတ်နေကြော်ဖြတ်နေကြအတူတူစိတ်ခွန်အားတွေအလိုလျောက်ရှိနေပြီဒါတော့ဦးလိုအနေနဲ့အဲ့တော့တော်တော်တမီတို့ကို ဘလော့ခက်ခဲကြုံကြုံဒါကိုအခွင့်အလမ်းကောင်းဖြစ်ကုန်းချပါဘလော့မြင့်တဲ့လီဂရစ်တွေပဲဖြစ်ဖြစ်ခက်ခဲတွေပဲကြည့်ကြည့်လီဂရစ်ပုံစံနဲ့ရအောင်ကြော်နေပြီးတော့အမြင့်ကိုရအောင်တက်ပါအဲ့တော့လက်ရှိအချိန်နေရဥရောပဘက်ကစိတ်သက်ခွန်အားရလူလူရဲ့စီးလုံးမှုရလူလူရဲ့ထောက်ခံမှုရဥရောဘက်ကတော်လိုင်းဘက်ကလုံးဝကြာစင်းမသွားဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့အချိန်နေနဲ့ကမ္ဘာပထဝီနိုင်ငံရေးတွေအရနော်ကမ္ဘာပထဝီနိုင်ငံရေးဆိုတော့အခုကမ္ဘာကြီးဟာ နှစ်ပေါင်း100တော်တင်းမှာနှစ်ပေါင်း20 30 40 50အတော်တင်းမှာကဘာစစ်တွေဖြစ်ပြီးတော့လူသားမျိုးနွယ်စုအရန်ညားပြလာတဲ့ပုံမှာသူက short ချတယ်။ဘာလဲတဘာဝရဲ့ဂီယာစနစ်ရပထမကဘာစစ်ကြီးတွေဖြစ်ခဲ့တယ်။ဒုတိယကဘာစစ်ကြီးတွေဖြစ်ခဲ့တယ်။နောက်ချင်းတင်မှုတယ်မဟုတ်လား။ဟေးအေးအခုလည်းတတိယကဘာစစ်ဖြစ်ဖို့တာဆူနေတယ်။တတိယကဘာစစ်ဖြစ်ဖို့တာဆူနေတယ်။ကဘာစစ်တွေစစ်ကြီးတွေဖြစ်ရင်ဘယ်တွေကဘယ်တွေကအရင်ဆုံးပြစီမလဲဆိုတော့မျိုးပြတွေနဲ့နော်ကြီးကြီးလူများနေတဲ့ metropolitan ဖြစ်တဲ့မြို့ကြီးတွေအရင်ပြစီပါအဲ့တော့ တတိယကမ္ဘာစစ်ကိုတာဆူနေတဲ့ကာလဖြစ်ပြီးတော့ဝင်ရိုးစိုးနိုင်ငံဖြစ်တဲ့เนาะအခုဆိုရင်တရုတ်ကွန်မြူနီကဥဆောင်ပြီးတော့တရုတ်ရုရှားဘယ်လာရုစ်နောက်တစ်ခါအခုအီရန်စသဖြင့်ပေါ့ဟိုအာတမစနစ်ကိုအခြေပြုတယ်ပေါ့အာနာရှင်ကိုအခြေပြုတဲ့နိုင်ငံကြီးတွေကဝင်ရိုးစိုးနိုင်ငံဆိုပြီးစုဖွဲ့ပြီးတော့ကမ္ဘာကြီးမှာအခုလူမိုက်တွေကခေါင်းထောင်ခေါင်းထောင်ပြီးတော့ဘာဖြစ်လဲဆိုတော့မြန်မာပြည်ကလူမိုက်တော်တော်၃တော့မှမတန်တော့တဲ့မင်းအွန်လိုင်းဥဆောင်တဲ့ဖက်စစ်အကြမ်းဖက်တပ်ကိုဝင်ရိုးစိုးမိစ္ဆာနိုင်ငံတွေက ထောက်ခံပံ့ပိုးပေးနေလို့သူတို့တော်လိုင်းရဲ့ဘက်ကအခုကနဲငယ်နော်သူတို့ဘက်ကလက်နက်တွေ drone နဲ့ဒီပညာတွေလေးနေတော့ဆိုကောင်းငယ်ကြီးရတဲ့ satellite စနစ်တွေပါသူတို့ထောက်ပံ့ပေးနေလို့သူတို့တော်လိုင်းရဲ့ဘက်ကနဲငယ်ခြေကုပ်တွေတွေဆွန့်လွှတ်လာမြို့ပြစကန်လေးဆွန့်လွှတ်လာရှိဒါပေမဲ့သူတို့တော်လိုင်းပသားတိုင်းသားအားလုံးဟာအမှန်နဲ့တရားပြည်သူအကျိုးစီးပွားဒီမိုကရေစီကိုတည်ဆောက်မယ်ဆိုတဲ့စိတ်ခွန်အားအားလုံးကလုံးဝရောလောရောလောသွားတာမရှိဘူး調査နေကြအဲ့တော့ကဘာစီကြီးကိုတာဆူနေတဲ့ကာလမှာသားတို့သမီးတွေဘက်က ကောင်းတဲ့အဖက်ကကြည့်မယ်ဆိုရင်လေမက်ထရိုပိုလီတန်ဆိုတဲ့မြို့ပြကြီးကြီးမှာမနေဘဲနဲ့တောတဘာဝနဲ့တောထဲမှာရအောင် survive အသက်ရှင်အောင်ရုန်းကန်ရှင်သန်နေကြဖြစ်လို့တကယ်တကယ်စီကြီးတွေဖြစ်လာခဲ့လို့နိုင်ငံကြီးတွေအားပြိုင်မှုနဲ့ဒီရက်ကမ္ဘာစစ်တော်သူတို့တင်ရတဲ့အတိုင်းပဲအမေရိကန်တပ်တွေရောတရုတ်တပ်တွေရောဂျပန်တပ်တွေရောဒီတော့စစ်တွေဖြစ်ကြမြို့ပြကြီးတွေအကုန်ပြောင်းပုံဖြစ်သွားတဲ့အချိန်မှာအားလို့တမီးတို့ကကိလက်တော့ဖြစ်နေမှာ survive ရအောင်ရုန်းကန်ပြီးတော့သက်ရှင်သန်ခွင့်ခွင့်လန်းရဟုတ်ပြီနော်ခွင့်လန်းရတာမြို့ပြကြီးကအခုဆိုလူမြောက်များ တည်ကြည်အောင်မှာတည်ကြတယ်စစ်ကဖြစ်အောင်မှာဟုတ်အဲ့တော့တပီးတော့စစ်ကိုကြော်လွားခဲ့ပြီစစ်ကိုရင်ဆိုင်ဘူးလို့အေးစေးပါကွာဒရုန်းပြန်ပြန်ဘုံကျဲကျဲအေးစေးစေးမကြောက်တန်းစိတ်နဲ့ရင်ဆိုင်နိုင်တဲ့စိတ်တပီးတော့ရှိပြီးသားဖြစ်သွားပြီအဲ့တော့ဒီချိန်ကာလမှာတအားတို့တပီးတော့ဘာကိုပဲလှုပ်ဖို့လိုလဲဆိုပထမနံပါတ်1ဦးစားပေးကကျမ်းမာဖို့ဟာလေကျမ်းမာဖို့ကျမ်းမာဖို့ဆိုရင်ဘာဖြစ်မလဲမကျမ်းမာစေတဲ့အလုပ်တွေတအားတို့တပီးတော့ရှောင်ရမယ်မကျမ်းမာစေတဲ့အလုပ်ဆိုတာ ဟိုချင်းနေကြိုက်တဲ့အချိန်မှာချင်းမကြိုက်အောင်တန်တန်ဆုံးပြူစားရမယ်အေးရင်တန်တန်ဆုံးဝအောင်လော့ရမယ်ရေတန်တန်သမီးတောင်းအောင်ကြိုချက်လို့ဖြစ်ဖြစ်စစ်ထုတ်ပြီးတော့ဖြစ်ဖြစ်တောင်းရမယ်အားကစားလေ့ကျင့်ခန်းတွေလုပ်ရမယ်ပြီးရင်ကျမ်းမာရေးဆိုတဲ့နေမှာကိုကျမ်းမာရေးနေမှာကစိတ်ကျမ်းမာရေးနှစ်ခုပြစိတ်ကျမ်းမာရေးဆိုတာဘာလဲဆိုတော့ဘလောက်ခက်ခဲကြုံရုံပြည်တည်ကြည်ကြည်နဲ့ရင်ဆိုင်ကြော်လွားနိုင်တဲ့အခြေအနေမျိုးဖြစ်အောင်တည်တည်ငြိမ်ငြိမ်နဲ့သတ်ရမယ်ဘလောက်စိတ်တဲ့ကြကြအမေမရှိလို့အဖေမရှိလို့ငါအကိုကတတ်တယ်မှာငါလည်းတော့တိုက်ချင်နေဆိုစိတ်တဲ့ကြတွေးနေလား အဲ့လိုမျိုးတွေမဖြစ်ဘဲနဲ့စိတ်ကိုတောင့်တင်းတည်ကြည်ပြီးတော့စိတ်ကျမ်းမာရေးရှိအောင်တပီးတော့ကြိုးစားရင်တစ်ဖက်ကလည်းကိုယ်ကျမ်းမာရေးရှိဖို့အာဟာရတားနိုင်လို့အကောင်းဆုံးစားတော့မယ်စိုက်ပြိုးမယ်ရာသီဥတုမြေရပြီဆိုရင်ရတဲ့နေရာဒီတလမဟိုတပေးနေအောင်ရလာရအောင်တပေးဆိုင်ပေးဆိုင်စားလို့ရပေးစားကျမ်းမာအောင်ကူးဆိုင်မယ်အဲ့တော့နံပါတ်1အနေနဲ့ကျမ်းမာရေးကူးဆိုင်ပါနံပါတ်2အနေနဲ့တော့တပီးတော့ ပညာရေးကိုအာရုံစိုက်ပါဘာလို့အာရုံစိုက်မလဲပညာရေးဟုတ်တယ်တိုင်းပြည်တပြည်ကိုဆက်ပြီးတော့တော်လှန်နေကြတယ်အခုတိုက်နေကြလွတ်လပ်ရေးအောင်စူးစမ်းနေကြဒါမဲ့ရလာတဲ့လွတ်လပ်ရေးတို့ရလာပြီးတဲ့တိုင်းရည်ပြည်ရဲ့အခွင့်အလမ်းတွေကိုပညာတက်တဲ့မျိုးဆက်တွေကပဲစီမံအုပ်ချုပ်လက်ပတ်မှာရလိမ့်မောက်ဆိုကဘာကြီးကပညာနဲ့လက်ပတ်နေကြပညာနဲ့လက်ပတ်နေကဘာကြီးတွေမှာတော်လို့တမီတို့ကပညာကိုဦးစားမပေးဘူးပညာမသိဘူးပညာမတတ်ဘဲနဲ့ဘလို့တော့ပြီးစီမံလက်ပတ်ပါဝင်မလဲနော် တော်တော်တမီတော်ကဒီတိုင်းပြည်ဒီပြည်တော်စုဒီနယ်မြေအားလုံးကိုဆက်လက်ပြီးတော့ပြည်ပြွတ်တွတ်တဲ့တည်ငြိမ်ဖို့တာဝန်ယူရမယ့်မျိုးဆက်တွေဖြစ်တဲ့အတွက်ကြောင့်ပညာကိုမပြစ်မနေဂျကုံချခဲဂျကုံချခဲဆိုတာတကယ်ကိုစိုက်လိုက်မှတ်တဲ့အားထုတ်ပြီးတော့တင်ယူရမယ်တော်တော်တမီတို့အဲ့တော့နံပါတ်1အနေနဲ့တော်တော်တမီတို့ပညာကြီးကိုပဲအာရုံစိုက်ပါအခုသူတို့လာတယ်တော်တော်တမီတို့လိုနေဆိုဘလာစာဟုတ်ဒေးကြတဲ့ဂျပိုင်တက်နဲ့ရောက်ပို့ပေးမယ်ဒေးကြတဲ့ရောက်လို့ပို့မယ်ထပ်ပြီးတော့ပြောရမယ်ဝန်သားစရာဖြစ်အောင်

เนาะအဲ့တော့အဟာရပြေးပါအောင်လို့လောစီပညာရေးဆောင်ပါလာတော့ဒီနေ့ပဲနေ့ပြန်တော့မို့တပတ်ကဆက်ဆံမဆင်းမရှင်ကျိုး၅သိန်းလဲကုညီပေးခဲ့မယ်ဒီလူမြေတာဖြစ်တယ်ဟလားအဲ့တော့ဒါတို့တမီတို့ဖက်မှာဦးလို့ရှိနေတယ်မြဲတမ်းရှိနေတယ်ဟိုချက်ချင်းရောက်မလာဖြစ်တာခွင်းလပါဦးလဲဟိုဒီမိုးဆွေဘက်ကနေဖတ်လာတာအခုရပိုင်းမဲ့ရှိသေးတယ်ဆိုတော့ဒါတို့တမီတို့ဒီဘက်ရောက်သွားဆိုတော့ရောက်လိုက်အားပေးရတော့ပေါ့ဒါတို့တမီဟုတ်လားအော်မပူနဲ့ပညာရေးအတွက်တမီဝမ်းကြောင်းအတွက်ဒါတို့တမီတို့ကောင်းကောင်းပညာသင်ခွင့်ရဖို့အတွက်အားကြီးကူညီအမှုပေးပါမယ်ဆက်မလဲဟုတ်လား ဟဲ့ဟုတ်ပြီဒီတစ်ခါတော့စွန့်ပြေးကြအကြောင်းမရှိတော့ဘူးဒီတစ်ခါတော့အောင်ဝဲထီကိုအလုံးအတူတူသွားမယ်ဒီတစ်ခါတော့တိုင်းပြည်စီကိုတခြားဘုခွန်အားတွေနဲ့အတူတူရုံးငံကြမယ်เนาะအဲ့တော့အမရှော့နဲ့အတူတူရှိနေတယ်ဟုတ်လားအဲ့တော့နံပါတ်1ဖြစ်တဲ့ပညာရေးကိုဦးစားပေးပါเนาะနံပါတ်3ဟာလေဘာဖြစ်ရှင်လဲနံပါတ်3ကြီးပန်းကျဘာဖြစ်ရှင်လဲနော်ဘာဖြစ်လဲကစားကြလူတွေเนาะကစားကြအေးဟုတ်ပြီကစားကြဟာရှင်းလုံးလားပိုက်ကျော်ရှင်းလား မလို့ချင်းဘောလုံးဘောလုံးပြေးမယ်နော်အင်္ဂလိပ်ကမလို့လဲဘောလုံးဟာအင်္ဂလိပ်ကဘောလုံးဘောလီဘောကတော့တပြီးတော့ဘုံမယုတ်ကလေးယူလိုက်တာဆိုနော်အဲ့ဘုံမယုတ်ယူမင်းကြီးကဘောလီဘောကံဘောလုံးကံမယ်ဟုတ်ပြီဟုတ်ပြီဘောလုံးဘောလီဘောโอเคအဲ့တော့ဒီမြန်မာတက်တဲ့စီစဉ်မိမယ်နော်โอเคအဲ့တော့နံပါတ်3ချက်အနေနဲ့ကတော့တာတို့တပြီးတော့ဟာ ဂျမား EQ ဆိုင်မဲ့နံပါတ်1နံပါတ်2ပညာသိမဲ့နောက်ဆုံးခေါင်းထဲမှာအများနဲ့နံပါတ်3ချက်နဲ့စဉ်းစားမှာငါတို့ဒီတိုင်းပြည်ရဲ့ခေါင်းဆောင်လောင်းနေဖြစ်တယ်ခေါင်းဆောင်လောင်းနေဖြစ်တယ်ခေါင်းဆောင်လောင်းနေဖြစ်တဲ့အကြောင်းဘလို့ဂျမ်းလည်းဂျမ်းပါမယ်ပညာလည်းသိမယ်အရေးကြီးဆုံးဖြစ်တဲ့ခေါင်းဆောင်လောင်းနေဖြစ်တဲ့အကြောင်းခေါင်းဆောင်လုံးမဲ့လူတွေမဖြစ်မနေလိုအပ်တာတော့ကိုချင်းစာရိုက်တာကောင်းမှုပဲကိုချင်းစာရိုက်တာကောင်းတဲ့လူတွေခေါင်းဆောင်ဖြစ်မှာဒီလူတွေခေါင်းဆောင်နဲ့အစုဖွဲ့အောင်မြင်မှာပေါ့ အခုကိုချင်းစာရိုက်တာမကောင်းနဲ့မင်းအွန်လိုင်းတို့လို့ဖက်စစ်တွေဂျဘိုးတွေသဟိုးတွေဓမြတွေကအတင်းခေါင်းဆောင်တက်လုံနေလို့တိုင်းပြည်ပြက်နေကိုချင်းစာရိုက်တာမကောင်းကြလို့အော်တော်တို့တမီးတို့နာကက်ခေါင်းဆောင်လုံးမဲ့လူတွေအခုကတည်းကကိုချင်းစာရိတ္တလို့ခေါ်တဲ့ကိုရဲ့ကိုချင်းတရားတွေကိုကောင်းမြတ်ဖို့ဘာသာတရားအတိအကျသုံးနေတဲ့အတိုင်းလိုက်လာဆောင်ထေးပြီးတော့အမြဲအချင်းကောင်းတဲ့လူငယ်လေးတွေဖြစ်အောင်ကြိုးစားကြမယ်။ပညာတတ်မယ်။ကျမ်းမာမယ်။ပညာတတ်မယ်။အချင်းကောင်းတဲ့လူငယ်လေးတွေဖြစ်အောင်ကြိုးစားမယ်။ဘာကြောင့်အချင်းကောင်းအောင်လုပ်ရသလဲ။ တိုင်းပြည်ခေါင်းဆောင်လောင်းနေခေါင်းဆောင်လောင်းနေဖြစ်ဖို့လောရမယ်ဆရာဝန်ကြီးတွေဖြစ်ဖို့ဆရာဝန်ခေါင်းဆောင်တွေဖြစ်ဖို့တိုင်းပြည်အုပ်ချုပ်တဲ့ခေါင်းဆောင်တွေဖြစ်ဖို့နောက်တကအခြေထွေးခန္ဓာအကြီးကြီးပေါ့ဒီသားစုပဲဖြစ်ဖြစ်ရဲရွာဖြစ်ဖြစ်မြို့နယ်ဖြစ်ဖြစ်တိုင်းမြို့ခရိုင်ဖြစ်ဖြစ်ခေါင်းဆောင်တွေဖြစ်ဖို့တာဝန်သမီးဟာသူ့တို့ပခုံးကလက်ရှိတာဝန်ထမ်းဆောင်တဲ့တာဝန်တွေကိုလက်ဆင့်ကမ်းထမ်းဆောင်နိုင်စွမ်းရှိတဲ့ဘုသူကအတွေ့အကြုံအတွေ့အကြံမျောမြင်စင်ကြုံတရားကဘာလုံးကြည့်ကြည့်တတ်တဲ့အကြည့်မြင်နေတဲ့ခေါင်းဆောင်ဖြစ်ဖို့ဓာတိရကောင်းသောလူငယ်လေးတွေဖြစ်ကြိုးစားပြီး အထွေထွေဘုဒ္ဓတာရေးရကြပါလို့သူကအားပေးစကားလာပြောခြင်းနဲ့အားလုံးကျေးဇူးတင်ပါတော့နော်